ကြောက်တလုံးကြီးမြို့တွင်အပြည်ပြည်ဆိုင်ရာမူရေးစေဝါလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းမှန်ဟောပြောပွဲနှင့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်ကြောက်တလုံးကြီးမြို့၌ဂျွန်လ26ရက်နေ့တွင်ကြားရောက်မြည်အပြည်ပြည်ဆိုင်ရာမူရေးစေဝါလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းမှန်အဖြစ်အသိပညာပေးဟောပြောပွဲနှင့်နယ်လေအသိပညာပေးလုပ်ငန်းများကို ထီပြွန်နှင့်နောင်ရဆိုင်အခြေခံပညာမူလာတန်းကျောင်းတွင်ဂျွန်လ18ရက်နေ့နဲ့7နာရီခွဲကကျင်းပပြုလုပ်ခဲ့ပါသည်ထို့သို့ဆောင်ရွက်ရာတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကျောက်တလုံးကြီးမြို့ဦးစီးမှုဒေါက်တာနာဝင်းကမူရစ်စေဝါအဓိပ္ပာယ်မူရစ်စေဝါအနေရလူငယ်နှင့်မူရစ်စေစသည်တို့ကိုဟောပြောပြီးဝန်ထမ်းများကကျောင်းသားလူငယ်များ စာဖတ်သည့်အလေးအကျင့်ကောင်းများရရှိစေရန်စာအုပ်ပြပွဲနှင့် မူရစေအန်ရဲ့ဒါစီကာကိုရေးဆိုင်ရာ အသိပညာပေးနေရန်ကတ်စာဆောင်ကိုပြသဆောင်ရွက်ခဲ့ပါတယ်အဆိုပါနေလဲဟောပြောပွဲနေရန်ကတ်စာဆောင်ဓာတ်ပုံနဲ့စာအုပ်စာဆောင်ပြပွဲသို့အမကထီပြွန်နဲ့နောင်ရဆိုင်မှကျောင်းအုပ်ကြီးဆရာဆရာမများကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြကြောင်းနဲ့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ကျောင်းသားကျောင်းသူလူငယ်များ အသိပညာဘူးတုဒ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ်ငယ်လက်လုပ်ငန်းများအပြင်အွန်လိုင်းမှတဆင့်အသိပညာပေးလုပ်ငန်းများကိုရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။